ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ22ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်သားရောင်ပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ခရိုင်တဲကတိန်ကုန်းတာဝါတိုင်းတန်စကန်ကို PDF တင်ယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းပြည်ခရိုင်ပေါန့်တယ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့အင်အားတရာဝန်းကျင်ရှိတဲ့တိန်ကုန်းတာဝါတိုင်းစကန်ကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်များကတိမ့်ပိုက်လိုက်ကြောင်းပြည်ခရိုင်363နှစ်တရင်တာဝန်ရှိသူကပြောပါရယ်။တိမ့်ကုန်းတာဝါတိုင်းစခန်းတိမ့်ပိုက်မခံရမီအင်အားဖြည့်တင်းရန်လာတဲ့စစ်ကူ80ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းကိုမေလ18ရက်နေ့က PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရသွားကြောင်းပြည်ခရိုင်363နှစ်တရင်ကဆိုပါရယ်။ကြံစစ်ကူများဟာတိမ့်ကုန်းတာဝါတိုင်းစခန်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းနိုင်ခဲ့ပေမဲ့ နောက်တရက်မေလ18ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်သားများအားလုံးစကန်းစွန့်ခွာသွားခြင်းကြောင့်မေလ19ရက်နေ့မှာစကန်းကို PDF ဖူးပေါင်းတပ်ဖွဲ့ကအပြီးသက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ဒီဘက်မှာတော့တန်ဆွဲထားတဲ့နေရာတော့မရှိတော့ဘူး။မြို့အနီးအနားမှာတော့စကန်းတွေရှိသေးတယ်။မြို့နယ်ကြားထဲမှာတော့ကြောက်ကြီးတောင်စကန်းတစ်ခုတော့ရှိသေးတယ်လို့ပြည်ခရိုင်363ညနေတရင်မှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တေတာစစ်တေတာခွဲနှင့် ပဲခူးတိုင်းစစ်ဌာနဘျူဝါ27လက်အောက်မှာရှိတဲ့ပြည်ခရိုင်တရင်363၂တရင်363၁ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတို့ကပူးပေါင်းလှုံ့ဆော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်တင်ကုန်းတာဝါတိုင်းစခန်းမှာစွန့်ခွာသွားတဲ့စစ်ကောင်စီတပ်သားများကိုစစ်ကောင်စီကပြည်မျိုးဘက်မှတဆင့်ရခိုင်ရိုးမှရှိတဲ့နေရာများနဲ့မကွေးတိုင်းဘက်ကိုပို့ဆောင်နေကြောင်းသိရတယ်လို့ရဲဘော်ရက်စတာကပြောပါတယ်။အဆိုပါတင်ကုန်းတာဝါတိုင်းစခန်းမှာစစ်ကောင်စီတပ်သားများဟာ အယက်သားများကိုပေါ်တာဆွဲခြင်းတက်ပြတ်ချင်းများပြုတ်လုချင်းရှိတဲ့ကဲ့သို့အနီးအနားကျေးရွာတွေကိုမိရှုဖြစ်စည်းခြင်းများလည်းပြုတ်လုလေရှိကြောင်းဒေသခံများကပြောပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့ကလည်းပြည်သူ့ကာကွယ်ရေးတပ်များရဲ့ပိတ်ဆို့တိုက်ခိုက်မှုများကြောင်းပေါင်းတယ်မြို့နယ်မှာရှိတဲ့တစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှာစစ်ကောင်စီတပ်သားများစခန်းဆွန့်ခွာသွားခြင်းရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့မိထီလာမြို့ထိုးဂိတ်မှာ ဘူမူဝေဖြိုးရဲ့ကားကိုမန်ချာခိုင်းခဲ့တဲ့ပြူစော့တီခေါင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမိတ်တီလာမှာစစ်မှုတန်းချီကောက်ခံမှုအပေါ်လူမှုကွန်ရက်မှာတဆင့်ဝေဖန်မှုစစ်အရာရှိလိုက်ပါလာတဲ့ကားကိုမန်ချခိုင်းမှုတို့နဲ့မိတ်တီလာပြူစော့တီခေါင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားကြောင်းမိတ်တီလာဒေသပြည်သူတချို့ကပြောပါတယ်စစ်တပ်ထောက်ခံသူလည်းဖြစ်အစွန်းရောက်မဘာသာအဖွဲ့ဝင်လည်းဖြစ်စစ်မှုတန်းဟောင်းလည်းဖြစ်သူဇော်ယူထွန်းဟာ 2021ခုနှစ်စစ်အာဏာသိမ်းပြီးချိန်ကတည်းကစစ်ကောင်စီတက်ရဲ့တရင်ပေးအဖြစ်အလုပ်လုပ်ကင်ခဲ့ကြောင်းရင်းနောက်စစ်တင်တန်းများတက်ခဲ့က2022ခုနှစ်မှာစတင်ပြီးမိတီလာမျိုးရဲ့ပြူစောတိကောင်းဆောင်ဖြစ်လာခဲ့ကြောင်းအဲ့ဒီနောက်မိတီလာမျိုးလုံခြုံရေးများမှာစစ်တပ်နဲ့အတူပါဝင်လာခဲ့ပြီးမိတီလာမျိုးအဝင်တိုးကိမ်မှာ၎င်းကိုစစ်တပ်ကလုံခြုံရေးကောင်းဆောင်တာဝန်ပေးခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီလိုတာဝန်ပေးထားစဉ်ဖြတ်တန်းသွားလာတဲ့ကားမှန်သမျှမှန်ချခိုင်းရမှာ မလိုင်မြို့နယ်မှာဘုံမှုဝေဖြိုးမောင်းနေလာတဲ့ Nissan AD Van ကားကိုမှန်ချခိုင်းရမှာဘုံမှုဝေဖြိုးနဲ့မိထီလာမြို့ပြူစောတိခေါင်းဆောင်ဇော်ယူထွန်းတို့အကြားအချင်းများရန်ဖြစ်ခဲ့ကြောင်းတနက်နေ့ပြစ်ခတ်ပြီးလက်ပစ်ဘုံခွဲပြီးလို့ဘုံမှုဝေဖြိုးကချင်းချောက်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်မိထီလာပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကမေလ23ရက်နေ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာမိထီလာမြို့နယ်အတွင်းစစ်မှုထမ်းအစားထိုးရန်ငွေကောက်ခံနေမှုများတရားမဝင်ကြောင်း လူစားထိုးရန်အတွက်အလုတ်သွားအလုတ်ပြန်လမ်းပေါ်မှာတွစ်ကြရလူငယ်များကိုဖမ်းဆီးနေခြင်းကြောင့်ပြည်သူများစိတ်မလုံခြုံဖြစ်နေကြောင်းမိထီလာမှာညပိုင်းပြည်သူများပေါ်တာဆွဲခံရမှာစိုးတဲ့အတွက်အပြင်းမထွက်ကြောင်းမိထီလာတစ်မျိုးလုံးညပိုင်း၆ကက်တိတ်ဆိတ်နေကြောင်းစစ်မှုတန်းလူစားထိုးရန်မိထီလာတစ်တစ်တုံတက်ထဲမှာ380ပေးခဲ့ရတဲ့လူငယ်များရှိကြောင်းကြေးရွာတိုင်းလာစဉ်တိမ်ပေါင်းများစွာစစ်မှုတန်းကြီးဆက်ကြီးပေးနေရကြောင်းစစ်မှုတန်းကြီးကောက်တဲ့တာဝန်ရှိသူများကိုရေးယူရမှာဖြစ်ကြောင်းရေးသားခဲ့ပါတယ် အဲ့ဒီဇော်ယူထွန်းကလေတက်ကအုတ်ခွဲတက်ချက်ကြီးကနေစေးချပြီးထွက်လာတာအရင်မြဝရီရုတ်တံမှာပါအင်တာဗျူးတွေဘာတွေလုပ်ဖူးတယ်အင်မတန်စိုးတယ်ပြူစိုးတိခေါင်းဆောင်လုပ်နေတာမေလ15ရက်နေ့မှာအဖမ်းခံရတယ်သူကစစ်မှုတန်းဆက်ကြီးတွေစစ်တပ်ကကောက်နေတာကိုအရေးယူတင်တယ်ဆိုပြီးမေလ23ရက်နေ့ကသူ့ Facebook မှာတင်တယ်အဲ့ဒါမဖြစ်ခင်ကသူတာဝန်ကျတဲ့မိထီလာတိုးဂိတ်မှာဗိုလ်မှူးဝေဖြိုးဆိုသူနဲ့ကမှန်မချလို့ပြဿနာတက်တယ်သူတာဝန်ကျတဲ့ဂိတ်မှာပဲသူ့ကိုဝင်ဖမ်းသွားတယ်လို့ကြားတယ် မဘာတစစ်တပ်ထောက်ခံသူစစ်စစ်ပါလို့မိထီလာမျိုးမှနိုင်ငံရေးလှုပ်ရှားသူတူကဆိုပါတယ်စစ်ကောင်စီကတော့ပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုပြန်လည်ဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးကိုပြက်ပြားစေရန်ရည်ရွယ်ကလူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများလှုံ့ဆော်ခဲ့တဲ့ဇော်ယူထွန်း Facebook အကောင့်ပိုင်ရှင်ဖြစ်သူမန္တလေးတိုင်းမိထီလာမျိုးနဲ့ရံမျိုးအောင်ရက်ွက်နေဇော်ယူထွန်းအား 2025ခုနှစ်မေလ15ရက်နေ့မွန်းလွဲ7:20မိနစ်ခန့်မှာဖမ်းဆီး၍တပ်ဆိုင်ရာရဲစခန်းမှာအမှုဖွဲ့ရေးယူထားကြောင်းမေလ16ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်တပ်ထောက်ခံသူပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကစစ်အာဏာရှင်စန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားတဲ့ပြည်သူ20ဦးခန့်ကိုကိုယ်တိုင်ဖမ်းဆီးခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ဂျူဒူးမှမြေရှားတပ်တူတွင်းများအဖို့ထုတ်အပြီးဝေါ်တက်လုံခြုံရေးပုံမှုတင်းကျပ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရှမ်းအရှိမိုင်းဆက်မြို့နယ်တောင်ဘက်မိုင်းယွန်းဒေသမှာဝတ်တက်များကတရုတ်ကုမ္ပဏီများနဲ့ပေါင်းပြီးမြေရှားတပ်တို့တူဖော်နေမှုကိုကောင်းကင်ဂျိုတူတပ်ပုံများနဲ့ဖော်ထုတ်ပြီးနောက်အဲ့ဒီဒေသကိုဝတ်တက်ကလုံခြုံရေးပုံမတင်းကျပ်လိုက်ပြီးအပြင်လူအဝင်မခံတော့ပဲလုပ်ငန်းတိုးချဲ့ရန်ပြင်ဆင်နေကြောင်းရှမ်းလူအခွင့်အရေးဖောင်ဒေးရှင်း SHRF ရဲ့ပြောကြားချက်ကိုကိုးကား၍ထိုင်းသတင်းများကဆိုပါတယ် အပြင်လူဝင်လို့မရဘူးလုံနေတဲ့သူတွေကတရုတ်တွေကြီးပဲဝါတက်ဖွဲ့ကလုံခြုံရေးပေးထားတယ်ကျွန်တော်တို့ကအစီရင်ခံစာတွေထုတ်ပြီးမီဒီယာမှာဖော်ပြပေးပေမဲ့ဝါဘက်ကရက်တာမရှိဘူးအဲ့ဒီဒက်သက်တုကအရင်စည်းကြည့်တယ်ရှားပါမြေဒက်သက်တုတူဖော်တဲ့ area ကိုတေချာပုတ်ထတ်တိုးချဲ့လိမ့်မယ်လို့ဦးဆိုင်ဟော်ကလက်ရှိအခြေအနေကိုရှင်းပြထားပါတယ်အဲ့ဒီမြေရှားတက်တုတွင်းမှာအာဆင်နစ်ဓာတ်ပါတဲ့စွန့်ပစ်ဓာတုပစ္စည်းများမှာ ထိုင်းနိုင်ငံအတွင်းဖြတ်တန်းစည်းစင်းတဲ့ကော့မြင့်နဲ့စိုက်မြင့်တလျှောက်စီးမျောလာတဲ့အတွက်ဒေသခံများရဲ့ကျန်းမာရေးကိုချင်းချောက်နေတယ်လို့ဆိုပြီးထိုင်းအာဏာပိုင်များနဲ့ဒေသအဖွဲ့အစည်းများမှကန့်ကွက်မှုများစောင့်ကြည့်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ပြစ်ချခဲ့တဲ့ရဟတ်ရင်အနီးဘူကြီးအလောင်းတွေရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့တဲ့ရဟတ်ရင်ပြန်မတက်နိုင်သေးဟု KIA ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စစ်ကောင်စီရဲ့ရဟတ်ယင်ပစ်ချမှုမှာတိတ်ဆုံနေတဲ့ဗိုလ်ကြီးတဦးရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ယင်မှာပြန်တက်နိုင်ခြင်းမရှိသေးကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောကြားပါတယ်။ပူပေါင်းတပ်မျိုးတိန်စစ်စင်ရေးဆောင်ရွက်နေတဲ့ဗမုံမြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်တပ်များကိုစစ်ကောင်စီကလေယာဉ်များအုံပြု၍စစ်လက်နက်ရိက္ခာများဖြည့်တင်းနေကြောင်း KIA ထံမှသိရှိရပါတယ်။ ပမော်မြို့မှာစစ်ကောင်စီကလေကြောင်းအုံပြူတိုက်ခိုက်မှုစစ်အင်အားဖြည့်တင်းမှုမေလ20ရက်နေ့မှာပမော်မြို့ကိုလာတဲ့စစ်ကောင်စီရဟတ်ယာဉ်3စီးအနက်2စီးကိုပစ်ခတ်နိုင်ခဲ့မှုပြစ်ချခံရတဲ့ရဟတ်ယာဉ်2စီးရဲ့အခြေအနေပြစ်ချမခံရဘဲနန်းပောင်လီတက်ကိုပြန်ရောက်သွားတဲ့ရဟတ်ယာဉ်မှစစ်ကူများထိခက်ဒဏ်ရာရရှိမှုအခြေအနေများပေါ်ဗိုလ်မှူးကြီးနော်ဘူးကယနေ့မေလ21ရက်နေ့မှာရှင်းလင်းပြောကြားပါတယ်။ မေလ20ရက်နေ့နေ့လယ်မှာဗမော်မြို့မှာရှိတဲ့အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကိုလူအင်အားဖြည့်တင်ရန်မြကြီးနာမြို့ဘက်မှလာတဲ့ရဟယင်3စီးကိုပြစ်ခတ်ရမှာ2စီးထိမှန်ခဲ့တယ်လို့ပြောပါတယ်။တစီးကတော့ရွှေကူရောက်ဖို့မိုင်ပေါင်း15မိုင်လောက်အကွာမှာတောထဲမှာပြတ်ကျသွားတာရှိပါတယ်။ထိသွားတဲ့ရဟယင်တစီးကတော့ရွှေကူဘက်မှာအရေးပေါ်ဆင်းသက်သွားတာအခုတက်တိပြန်ပြီးမှတက်သွားတာမတွေ့ရဘူးလို့ပုံမူကြီးနော်ဘူးကပြောပါတယ်။တစီးမှာနံပေါင်း6ကောက်စီလေတက်ကိုဆင်းသက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအစည်းမှာတည်လာတဲ့စစ်တီတွေကိုတော့ဗမော်မှာချထားလို့ရပြီချထားတဲ့နေရာမှာအယောက်20လောက်ချထားတယ်အဲ့ဒီအထဲမှာ9ယောက်ကတော့တိုက်ပွဲဖြစ်တဲ့နေရာမှာလေရင်နဲ့ချသွားတဲ့နေရာမှာ9ယောက်တန်းရရသွားတာလို့ပုံမူကြီးနော်ဘူးကပြောပါတယ်မနေ့ကလည်းကျွန်တော်တို့အဖွဲ့တွေနေမြေရှင်းလင်းရေးတွားလုပ်တာပြက်ကျတဲ့နေရာမှာလည်းရောက်ပြီအလုံးကမီးလောင်နေလို့အနီးကပ်ကြည့်လို့မရဘူးတဲ့အဲ့ဒီအနားမှာဗိုလ်ကြီးအဆင့်ရှိတဲ့အလောင်းတလောင်းကိုတော့တွေ့တယ်အဲ့ဒါပဲတွေ့တာပေါ့ဒီနေ့လည်းပြန်ကြည့်တယ်ကြည့်တော့တွားကြည့်ပြီးပြီလို့ပြောတယ်လို့ဗိုလ်မူကြီးနော်ဘူးကပြောပါတယ် ကချင်စည်ရဲတရင်အရင်မြစ်တချို့ကတော့ရဟရင်ပြက်ကြမှုမှာဗျူဟာမှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တယ်လို့ပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကမြို့သိမ်းစစ်စင်ရေးဆောင်ရွက်နေတဲ့ဗမော်မှရှိတဲ့စစ်ကောင်စီလက်ကျန်တပ်များကိုစစ်ကောင်စီကလေရင်များအုံပြု၍စစ်လက်နက်ရဲကများဖြစ်တင်းနေကြောင်းဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။စကားစားဘက်ကလည်းဝိုင်းတွဲဝိုင်းအိတ်နဲ့စစ်လက်နက်ရိက္ခာတွေချပေးထားတာရှိတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် ရိတ်ခါချပေးတဲ့လေရင်ကိုလုံခြုံရေးယူပေးတဲ့လေရင်များလည်းရှိပြီးဘုံကျဲတိုက်ခိုက်မှုများလည်းရှိတယ်လို့ပြောပါတယ်။တနေ့ကိုတော့ဘုံသီးအလုံး30အနည်းဆုံးချပြီးမှဘုံကျဲတာရှိပါတယ်လို့ဘုံမူကြီးနော်ဘူးကစစ်ကောင်စီကဗမော်တိုက်ပွဲလေကြောင်းတိုက်ခိုက်မှုအခြေအနေပေါ်ပြောဆိုပါတယ်ခင်ဗျာ။ထမံတရှိရတဲ့တရင်ကတော့ရန်ကုန်တန်လင်းတထအစင်းမှာစက်ကြီးကောက်နေတဲ့စစ်သားနဲ့ရဲများကိုမိုင်းခွဲမှုတိကြိုက်တိုက်စုံမှုရှိနိုင်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရန်ကုန်တိုင်းတန်လင်းမြို့နယ်တန်လင်းတရားအဆင့်လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာဆက်ကြီးကောက်နေတဲ့စစ်သားရဲများကိုဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာထိခိုက်တိုက်စုံမှုရှိနိုင်ကြောင်း Operation Flame OF မှတရင်းနဲ့ပြန်ချရေးတာဝန်ခံကပြောကြားပါတယ်။ယနေ့မေလ21ရက်နေ့နနက်10:00နာရီဝန်းကျင်ကတန်လင်းမြို့နယ်မြို့ဟောင်းအနောက်ရပ်ကွက်တန်လင်းတရားအဆင့်လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာပြည်သူကားများကိုအမြဲတမ်းစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံရင်ထင်းရဲများနဲ့ လုံခြုံရေးယူပေးနေတဲ့စစ်သားရဲများကိုအဝေးထိမ်းမိုင်အုံပြုပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ပြင်းအားမြင့်အဝေးထိမ်းမိုင်တလုံးအုံပြုဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်တပ်သားတွေထိခိုက်နိုင်ခြေရှိပါတယ်လို့ Operation Flame OF မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲများထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်အခြေအနေများအားစုံစမ်းနေစေဖြစ်ကြောင်းစစ်စင်ရေးပြီးဆုံးပြီးနောက်တော်လိုင်းရဲ့အဖွဲ့သားများအားလုံးဘေးကင်းရာကိုရောက်ရှိပြီးဖြစ်ကြောင်းသိရှိရပါတယ်။ တန်လင်းမှပြည်သူများကလည်းယနေ့တန်လင်းတံတားအစဉ်ဂိတ်မှဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ဒီမှာမှန်ကန်ကြောင်းပြောဆိုကြပါတယ်။အဆိုပါစစ်စင်ရေးကို Operation Flame OF မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဆက်လက်၍ရန်ကုန်တော်လှန်ရေးမဟာမိတ်များနဲ့အားလုံးအတူတကွလက်တွဲ၍အကြမ်းဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ